မင်္ဂလာပါရှင်11ရုပ်သံရဲ့မေလာရှိရနေ့မနက်ခင်းသတင်းဒါအထူးမှုစီစဉ်စတင်ပါတော့မယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဒါအပေးတိုင်းဂျာဒန်များခိုးယူခံရခြင်းကြောင့်ပခုတ်ကူနေမြောင်မင်းကြီးကြားရှိဒါအပေးတိုင်းနှစ်တိုင်းကွေးရိုင်ကြိုးကျခြင်းဖြစ်တယ်ဆိုတဲ့သတင်းငလင်ပေးမှာအင်းလေးဒေတာရှိတဒနာအမွေနှစ်ရှားပါမြမမှုလက်ရာများတရှိရာရှီဟောင်းပုံကြီးကြောင့်ထိခိုက်ခဲ့တာကြောင့်ပြည်စင်မှုများစာဝတ်နေရတဲ့သတင်း ပင်ဒဂိုဗိုလ်ချုပ်များနဲ့ထိတ်တန်းတာဝန်ရှိသူရခိုင်နှုံး20ကိုဖယ်ရှားမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ညွှန်ကြားတဲ့သတင်းအနေ60တောကြာပိတ်ထားခဲ့တဲ့နမေကျော်အေကာထရက်အကျဉ်းထောင်ကိုပြန်ခွင့်ရန်ထရက်ညွှန်ကြားတဲ့တဲ့။လာမယ့်ရသီမှာငွေကြေးများစွာ30ပြီးအဓိကကစားသမားများခေါ်ယူရန်လီဗာပူးအသင်းစီစဉ်နေတဲ့တဲ့။စားရှိတဲ့တဲ့များကိုတင်ဆက်ပြပါမှာပါ။ ။ဥဆောင်တဲ့တပုံအနေနဲ့တအားပေးတိုင်ဂျာတဲ့များခိုးယူခံရခြင်းကြောင့်ပခုတ်ကူနဲ့ညောင်မကြီးကြားရှိတအားပေးတိုင်နှစ်တိုင်၊ကွေးရိုင်ကြိုးကြခြင်း ဖြစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဒါပိတိုင်းဂျာတန်းတွေခိုးယူခံရတာကြောင့်ပခုတ်ကူနဲ့ညောင်မကြီးချောင်းမှာရှိတဲ့ဒါပိတိုင်းနှစ်တိုင်းကွေးရံကြိုးကြတာဖြစ်တယ်လို့သိရပါဗျ။အဆိုပါဒါပိတိုင်းဂျာတန်းတွေဖြုတ်ချခိုးယူခံရတဲ့အတွက် ရာသီဥတုအနေငယ်ပြင်းထန်ခြင်းမှာဓာအပေးတိုင်တွင်ကိုင်းရင်ကျိုးကြတာဖြစ်တယ်လို့ပခုတ်ကူမျိုးလျှင်းစစ်ဓာအပေးယုံတောင်ဝင်ရှိသူတို့က၎င်းရဲ့အင်တာနက်လူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။ကိုင်းရင်နဲ့ကျိုးကြတိုင်နဲ့တိုင်ကိုဖြုတ်ချပြီးတဲ့နောက်ပြန်လည်တက်ဆင်နေပြီဖြစ်ကြောင်း၊ရိုင်နဲ့သွားတဲ့တိုင်တိုင်ကိုပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်းလာမယ့်နှစ်ရက်သုံးရက်အတွင်းလျှင်းစစ်ဓာအပေးပြန်လည်ရရှိနိုင်ကြောင်းပခုတ်ကူလျှင်းစစ်ဓာအပေးယုံတောင်ဝင်ရှိသူတို့က၎င်းရဲ့အင်တာနက်လူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။ဓာအတိုင်တွင်ကိုင်းရင်ကျိုးကြမှုကြောင့် ပခုတ်ကူခရိုင်အတွင်းမြို့တွေမှာမေလ3ရက်ကနေ9ရက်အထိလျှက်စင်ပြီးပြတ်တောက်နေရလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလင်ဘေးမှာအင်းလေးဒေတာရှိတဒနာအမွေနှစ်ရှားပါမြမမှုလက်ရများတရှိရာရှေးဟောင်းဖုန်ကြီးကျောင်းထိခိုက်ခဲ့တာကြောင့်ပြင်စင်မှုများဆောင်ရွက်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးအတွင်းအင်းလေးဒေတာရှိတဒနာအမွေနှစ်ရှားပါမြမမှုလက်ရတရှိရာရှေးဟောင်းဖုန်ကြီးကျောင်းထိခိုက်ခဲ့တဲ့အတွက်ပြင်စင်မှုတွေဆောင်ရွက်နေရတယ်လို့သိရပါတယ်။ အဆိုပါအကြောင်းမှာရှားပါမြန်မာမှုလက်ရဖျားဆင်းတွေတော်တွေပလင်တွေနဲ့ရှေးရောက်သာသနာအမွေအနှစ်များစွာရှိပြီးပြရင်းပြပါကခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်ကျောင်းတက်တန်းကနှစ်ပေါင်း180ကျော်ရှိပြီးရှေးကလေးကကျောင်းတကာအများစုစုပေါင်းဆောက်လုပ်ခဲ့ကြတာပါရှေးအောင်လက်ရအမွေနှစ်တွေအများပြားရှိတယ်အလူရှင်တွေတဝူးချင်းလှူခဲ့ကြလို့တစုတဝေးတည်းရှိနေတာပါ တခြားနေရာကနေတခုချင်းစီစူပြီးထိမ့်သိမ်းထားတာတော့မဟုတ်ပါဘူး။စောင်းရှောက်လာတာကြောင်းနိုင်စရာတော့80လောက်ရှိပါပြီ။ရှေးလက်ရာတွေကပန်းဆွဲတွေ ထောင်ပန်းတွေမှာတစ်ဆေးတယိုပြီးတော့ဗဒိန်လက်ရာပုံစံမျိုးတွေဗဒိန်ပန်းလိုတွေတချို့ကထွင်းနေတချို့ကဗဒိန်လိုနန်းဆွဲပြီးပန်းကွက်ခွေအပေါ်ကတစ်ဆေးတယိုကင်ပြီးမှန်စီရွှေကြထားတာပါ။အနုစိတ်လက်ရာတွေပါတက်သားကိုအနုစိတ်ထွင်ပြီးအပေါ်ကတယိုးကင်တယိုးပန်းပေါ်မှန်စီရွှေချတာတွေပါ ဒီလက်ရာတွေကဒီဘက်ဒေတာကပဲရှေးကပညာရှင်တွေလက်ရာပါမျိုးဆက်တွေတော့ကြံသေးပေမဲ့ဒီလောက်ထိလက်ရာမီအောင်မလုံနိုင်ကြတော့ဘူးအင်းလေးကိုလာကြတဲ့ပြရင်းပြပခီးသွားတွေဒီကိုလာပြီးလီလာကြတယ်ရှေးအောင်ကြောင်းကြီးရောရှေးအောင်ဖျားစင်းသူတော်တွေပလင်တွေရောမြမမှုလက်ရာတွေကိုအလေးနက်ထားပြီးလီလာလိရှိပါတယ်လို့ရှေးအောင်အဝင်းနစ်များထိမ့်သိမ့်ရာငဖဲချောင်းကြောင်းတိုက်ကဆေးရတော့ဗဒနာစန္နာတိရိကမိန်ပါတယ်ငလင်ဘေးမှာကျောင်းပေါ်ကအမွေနှစ်တွေပြည့်စည်မသွားတာတော်သေးတယ် မဟုတ်ရင်အစားထိုးလို့ရမှာမဟုတ်ဘူးတန်မိုးကြီးတယ်။ကျောင်းအဆောက်အုံကတော့အတော်ရိုင်းသွားတယ်။ပြန်မတ်နေရတယ်။အလေကပင်မဆောင်ဖျားဆောင်ဇေတဝန်ဆောင်မော့အတော်ရိုင်းသွားတယ်။အဆောက်အုံကြီးကပြိုကျမသွားလို့တော်သေးတယ်။မဟုတ်ရင်ရှင်းအောင်အမွေနှစ်တွေကပျက်စီးဆုံးရှုံးသွားနိုင်တယ်။ငလင်ဘေးမှာမြင်းနဲ့စံကြောင်ရဲ့အပေါ်ထိတ်ကထီးတချို့လဲတာတော့ရှိတယ်။ဖျားဆင်းသူတော်တွေလဲကြပြက်စီးတာတော့မရှိခဲ့ပါဘူးအဆောက်အုံကိုပြန်ပြီးထုမက်နေရတော့ရှေးအောင်ပြက်စီးတွေမထိခဲ့အောင်ကျောင်းရဲ့ထားလို့ရတဲ့နေရာတွေမှာမျှထားထားရပါတယ်လို့ အဆိုပါဆရာတော်ကဆက်လက်မိန့်ပါတယ်။ရှေးဟောင်းသာသနာအမွေနှင့်များထိမ့်သိမ်းထားရှိရာညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့ငဖေချောင်းကျောင်းတိုင်မှာနှီးဖရား6ဆူ၊ကျောင်းစင်းတို့ဖရား66ဆူရှေးဟောင်းပလင်တွင်နဲ့ဖရားကျောင်းဆောင်28ဆောင်းရှိပြီးရှားပွားမြန်မာမှုလက်ရာတွေထိမ့်သိမ်းထားရှိထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးပင်ဒဂွန်ပိုချုပ်များနဲ့ထိတ်တန်းတာဝန်ရှိသူရာဂိုင်းနှုံး20ကိုဖေရှားမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီး PNS ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။အဝေးဝန်ကြီးပြည်ဟက်ဆက်ကအမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်စေကျဲလီပွင့်အစ်စ်ဘိုကျုံနဲ့ရေတက်ဘိုကျုံရေတွက်ကိုအနည်းဆုံး20ရာခိုင်နှုန်းလျှော့ချဖို့မေလ9ရက်မှာညွှန်ကြားထားတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကအရေးကြီးတဲ့မှတ်တမ်းစာမှာဖော်ပြထားပါတယ်။ဒီအရေးကြီးမှတ်တမ်းမှာဘိုကျုံစစ်တပ်အခြေကဲအရေးအတွက်ကို30ရာခိုင်နှုန်းလျှော့ချဖို့ဖော်ပြထားပြီးအမျိုးသားအဆောင်တပ်ထဲကဘိုကျုံ20ရာခိုင်နှုန်းကိုလျှော့ချဖို့လည်းဖော်ပြထားပါတယ်။ ရာရုရှာချမှုတွေကိုမြေတို့မြေပေါ်လှုပ်ဆောင်မယ်ဆိုတာကိုတိတိကျကျဖော်ပြထားခြင်းမရှိတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်မှထုံးစံအဖြစ်ရရှိနိုင်တဲ့အမြင့်ဆုံးရာရုဖြစ်တဲ့ကျယ်လေးဝင့်အရာရှိ38ဦးရှိပြီး 2015ခုနှစ်မလအထိတာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့တွေထဲမှာဗိုလ်ချုပ်နဲ့ရေတပ်ဗိုလ်ချုပ်စုစုပေါင်း818ဦးရှိပါတယ်။အင်အားလျှော့ချမှုတွေဟာပိုရှန်ဗိုလ်ချုပ်နဲ့စစ်တပ်အကြီးအကဲယာရုတွေကိုလျှော့ချခြင်းအဖြစ်ခေါင်းဆောင်မှုပိုကောင်းစေဖို့နဲ့ချုံးမွေအောင်လုပ်ဖို့မလိုအပ်တဲ့တပ်ဖွဲ့တိစောက်ပုံကိုဖယ်ရှားဖို့ရည်ရွယ်တာဖြစ်တယ်လို့မှတ်တမ်းကဆိုပါတယ်။ဟက်ဆက်ကအပြောင်းလဲတွေနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာ ACE မှာဗီဒီယိုပို့စ်တစ်ခုတင်ခဲ့ပါဗျ။ဗိုလ်ချုပ်နဲ့စစ်သားများများဆိုတဲ့စာကိုလည်းဗီဒီယိုမှာဖော်ပြခဲ့ပါဗျ။ ဒုတိယကမ္ဘာစစ်အတွင်းစစ်တပ်ရဲ့အလုံးစုံအရွယ်အစားဟာပိုကြီးခဲ့တဲ့အတိုင်းအောင်အဲ့ဒီတော့ကထိတ်တန်းအရာရှိနည်းနည်းသာရှိခဲ့တယ်လို့ဟက်ဆက်ကဖော်ပြခဲ့ပါတယ်။ယာရုရှော့ချမှုတွေကိုအဆင့်20နဲ့ဆောင်ရွက်မယ်လို့ဟက်ဆက်ကဖော်ပြခဲ့ပါတယ်။ကျယ်လေးပွင့်အဆင့်အရာရှိတွေနဲ့အမျိုးသားအစောင့်တပ်ဗိုလ်ချုပ်တွေရဲ့ယာရုတွေကိုရှော့ချခြင်းဖြင့်စတင်မှဖြစ်ပြီးဗိုလ်ချုပ်နဲ့ရေတပ်ဗိုလ်ချုပ်အားလုံးကဆယ်ရာခိုင်နှုန်းကိုလည်းဆက်လက်ရှော့ချသွားမယ်လို့ဆိုပါတယ်။ဒီလိုလုပ်တာဟာ ယာရုကြီးရဲ့အရာရှိတွေကိုရှင်းထုတ်ဖယ်ရှားတာမျိုးမဟုတ်ပါဘူး။တမတော်ကြီးကအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ပြီးစဉ်စားချင်းချိန်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။မဟာဗျူဟာမြောက်အသိဉာဏ်မှုနဲ့စစ်စင်ရေးဆိုင်ရာထိရောက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့တခုရီးသောရည်ရွယ်ချက်နဲ့လှုံ့ဆော်တာဖြစ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးကဖော်ပြခဲ့ပါတယ်။တိတိကျကျလှုံ့ဆော်နိုင်ဖို့ရှော့ချပြစ်ဖို့လိုတဲ့ပူရှန်တဲ့နေရာတွေကိုဖော်ထုတ်ဖို့ကျွန်တော်တို့ခန့်အပ်မဲ့သူတွေအစိုးရအဖွဲ့တွေကသူတွေနဲ့အတူလှုံ့ဆော်မှုဆိုတာကျွန်တော်ရဲ့အလုပ်ဖြစ်လာမှာဖြစ်ပါတယ်လို့ အဲ့တုန်းကဂျာနာဝဲမှာဟက်ဆက်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးနေ60ကြော်ကြာပိတ်ထားခဲ့တဲ့နမေကျော်အေကာထရက်အကျဉ်းထောင်ကို ပြန်ဖွင့်ရန်ထရန့်ညွန်ကြားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကယ်လီဖိုးနီးယားပြည်နယ်တွင်ကျုံးငယ်တစ်ခုပေါ်မှာရှိတဲ့နမေဇိုးနယ်ကြော်ကြားလှတဲ့အေကာထရက်အကျဉ်းထောင်ကိုပြန်တည်ဆောက်ဖွင့်လှစ်ဖို့ညွှန်ကြားထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်။ဒီအကျဉ်းထောင်ကိုပိတ်ထားတာဟာနှစ်ပေါင်း60ကျော်ရှိပြီဖြစ်ပါရယ်။ ဧပြီလ၄ရက်က၎င်းပိုင်း True Social လူမှုကွန်ရက်မှာ Trump တင်ထားတဲ့ post အရအမေရိကန်ပြည်တော်စုရဲ့အရေးဆက်ဆုံးနဲ့အကြမ်းကြုံဆုံးအကျဉ်းသားတွေကိုချုပ်ထားဖို့အတွက်အေကာထရပ်အကျဉ်းထံကိုပြန်ပြုပြင်ဖွင့်လှစ်ဖို့အကျဉ်းဦးစီးဌာနတရားရေးဌာန FBI နဲ့အမိမြေလုံခြုံရေးဌာနတို့ကိုတာဝန်ပေးခိုင်းထားတယ်လို့သိရပါတယ်။အန်ဒီယန်ရှိရာဇဝတ်သားတွေကိုထားယုံမကဒေးထံကိုအမေရိကန်ရဲ့တရားဥပဒေစိုးမိုးရေးတင်ကြတာအဖြစ်ထားဖို့လဲထရမ့်ကစဉ်းစားထားတယ်လို့သိရပါတယ်။ အကာထရပ်ထောင်ဟာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုပင်လယ်အော်အတွင်းကြောက်ဆောင်ထူထပ်တဲ့ကျွန်းငယ်တစ်ခုပေါ်မှာတည်ဆောက်ထားပါတယ်။1934ခုနှစ်ကနေ1963ခုနှစ်အထိထောင်ဖွင့်ခဲ့ပြီးအဲဒီခေတ်အခါကအမေရိကန်ရဲ့အစိုးဆုံးအကျဉ်းထောင်တွေထဲမှာပါဝင်ပါတယ်။ရေစီးတန်တာအေးလွန်နာတွေကြောင့်ထွက်ပြေးလွတ်မြောက်ဖို့မလွယ်ကူဘူးလို့သိရပါတယ်။ထောင်သား၅ဦးပျောက်သွားပြီးရင်းနှစ်သေးသွားတယ်လို့ယူဆရတဲ့ဖြစ်စဉ်ကလွဲပြီး ထောက်သက်တန်း29နှစ်အတွင်းအောင်မြင်စွာထွက်ပြေးနိုင်ခဲ့သူမရှိတာဖြစ်ပါတယ်။ထွက်ပြေးဖို့ကြိုးစားသူ36ဦးရှိခဲ့ပြီးတချို့ကလည်းပြန်လည်ဖမ်းမိခဲ့ပြီးတချို့ကလည်းပြစ်ဒဏ်ခံခဲ့ရတယ်လို့သိရပါတယ်။လောင်စာကအစစားစရာအစုံနေသိမ်းမောရီနဲ့တည်ယူရပြီးတခြားထောင်တွေထက်ကုန်ကြစရိတ်သုံးစားနေပါပိုများတဲ့အတွက်1963ခုနှစ်မှာထောင်ကိုပိတ်ခဲ့ပါတယ်။အကျဉ်းသားတွေကနေစရာစားစရာအဝတ်အထည်နဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့ခံစား권၄မျိုးသာရှိပါတယ်။ မိသားစုဝင်တွေနဲ့ပေးတွေ့တာစာအုပ်ပေးဖတ်တာ အပန်းဖြေခွင့်ပြုထားတာတွေကအထူးခံစားခွင့်တွေဖြစ်ပါတယ်။အေကာထရက်ဖွင့်စဉ်ကရှိခဲ့တဲ့အကျဉ်းသားဥယျာဟာတခြားထောင်တစ်ခုမှာရှိတဲ့အကျဉ်းသားဥယျာရဲ့တိရခိုင်နှုန်းတော့မရှိပဲပြင်းပြ260ကနေ295ခုခန့်သာရှိခဲ့ပါတယ်။ထရမ့်ကအေကာထရက်ထောင်ကိုပြန်ဖွင့်ဖို့ပထမဆုံးစေကူရတဲ့သမ္မတမဟုတ်ခဲ့ပါဘူး။1980ခုနှစ်မှာသမ္မတရော်နယ်ရီဂန်အစိုးရကကျူးပန်းကနေဖလော်ရီဒါကိုထွက်ပြေးလာတဲ့ဒုက္ခသည်2000ကိုထားဖို့နေရာ14ခုစဉ်းစားခဲ့ပြီး အကထရက်လည်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့လုံလောက်တဲ့ပစ္စည်းထောက်ပံ့မရှိမှုတမိုင်းဝင်နေရာဖြစ်နေမှုတွေကြောင့်အဲ့ဒီနေရာကိုမရွေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ခေတ်အကျဉ်းထောင်တွေမှာအကျဉ်းသားတဦးစီရဲ့ကုန်ကြမ်းစည်ဟာဒေါ်လာ120ကနေ164ဒေါ်လာကျန်းရှိပေမဲ့အကထရက်လိုမျိုးထောင်မျိုးမှာတော့တဦးကိုဒေါ်လာ900အထက်ကုန်ကြနိုင်ပါတယ်။အကထရက်မှာထောင်သားဥယျ340အထိအများဆုံးထားနိုင်တယ်လို့သိရပါတယ်။လက်ရှိအေဂါထရက်ကျွန်းကိုသမိုင်းဝင်နေရာအဖြစ် National Park စာပြေကထိန်းချုပ်စီမံပြီး tourist ဧည့်သည်တွေလည်ပတ်ဖို့နေရာတစ်ခုဖြစ်နေပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လာမယ့်ရာသီမှာငွေကြေးများစွာသုံးဆပြီးအထူးကကစားသမားများခေါ်ယူရန်လီဗာပူးအသင်းစီစဉ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပရီးမီးယားလိချန်ပီယံလီဗာပူးအသင်းဟာလာမယ့်ရာသီမှာပရီးမီးယားလိချန်ပီယံဆုကိုကကွယ်နိုင်ဖို့အတွက်ငွေရာသီပြောင်းရွှေ့ကာလမှာငွေကြေးများစွာသုံးဆပြီးအထူးကကစားသမားတွေခေါ်ယူဖို့အစီအစဉ်နေရလို့သိရပါတယ်။ လီဗာပူးအသင်းတောင်ဝင်ရှေ့သူတွေဟာပရီးမီးယားလိချန်ပီယံဆုကိုကာကွယ်နိုင်ဖို့အတွက်အသင်းနှိပြအားနဲ့ဆလော့ကိုကစားသမားသစ်တွေခေါ်ယူဖို့ငွေကြေးထုတ်ပေးမယ်လို့ Tossport ကဖော်ပြခဲ့တာပါ။လီဗာပူးနှိပြအားနဲ့ဆလော့ဟာနေရာဒီမှာအဓိကကစားသမားခေါ်ယူမှု၃ခုပြုတ်လုသွားဖို့ဆန္ဒပြင်ပြနေပြီးဘယ်နောက်ခံဘဟုခံစစ်နဲ့အထောင်တိုင်းစစ်နေရာတွေကိုအင်အားဖြည့်တင်ဖို့စီစဉ်နေရလို့သိရပါဗျ။ လီဗာပူးအသင်းအနေနဲ့လာမယ့်ရာသီမှာအသင်းကိုအင်အားဖြည့်တင်းဖို့အတွက်အခုကတည်းကကစားသမားများစွာကိုပြင်မှတ်ထားနေတယ်လို့ဗြိတိန်မီဒီယာတွေကဖော်ပြနေကြတာပါလီဗာပူးအသင်းဟာဘယ်နောက်ခံနေရာမှာအသက်အရွယ်ရလာပြီးခြေစွမ်းကျလာတဲ့ရောဘတ်ဆန်ရဲ့နေရာမှာအစားထိုးဖို့အတွက် ဘုံမော့ဘင်နောက်ခံကစားသမားကာကက်စ်နဲ့ဖူဟန်နောက်ခံကစားသမားအန်တိုနီရောဘယ်ဆန်တို့ကိုပြစ်မှတ်ထားနေပါတယ်။ပိုခံစစ်နေရအတွက်တော့ဘုံမော့နောက်ခံကစားသမားဟွိုင်ဆန်ကိုခေါ်ယူလိုနေပြီးတိုက်စစ်နေရအတွက်လီဗာပူးအသင်းအနေနဲ့လိုက်ပ်ဇစ်တိုက်စစ်မှုရှက်ရှ်ကိုနဲ့နာပိုလီတိုက်စစ်မှုအိုစင်မန်တို့ကိုပြစ်မှတ်ထားနေတယ်လို့သိရပါတယ်။11ရက်နေ့ရမနာခင်တွေမြတ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနာခင်လေးဖြစ်ကြပါစေရှင်